ဘောဖတ်များအားလုံးမင်္ဂလာပါကလောက်ကနာနေပြန်လဲကြိုးစိုးလိုက်ပါတယ်ကျွန်တော်တို့အခုပြောပြသွားမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့ချက်စီနဲ့နော်တန်ဖော်ဒါတို့ရဲ့အဲပွဲပြီးသုံးသက်ချက်လေးဖြစ်ပါတယ်ဟိုဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe မလုပ်ကသေးရင် like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ်โอเคရဆုလို့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစရကြအောင်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ချက်စီကတော့အဝေးကွင်းမှာတွားရောက်အဲရှင်ပြန်သည့်ပွဲမှာတော့ကျွန်တော်တို့ဂိုးပြန်အနိုင်ရလက် ဖော်ဆောင်ထားနိုင်တယ်ဒါဒါမှလည်းသူတို့တော့ကတော့အဲဒီနေ့ပွဲမှာဂိုးပြရရလက်တာသူတို့အနိုင်ရလက်အပေါ်ဖော်ထားနိုင်မယ်ဒါမှလည်းသူတို့ရဲ့တချို့နေရာလေးတွေကလိုအပ်ချက်ရှိခဲ့တယ်ဗျအထူးသဖြင့်သူတို့ရဲ့တိုက်စစ်ပထမပိုင်းမှာတော့သူတို့ရဲ့တိုက်စစ်ကတော်တော်လေးဥမှအဲရုံးကန်တဲ့အထက်မှာပါလဲအထူးသဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ဖက်ကဂါနာချုပ်ဘက်ဂါနာချုပ်ဘက်ကကျွန်တော်ပထမပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်သူ့စီကိုပဲဘောလုံးတွေတားလိုက်ပြီးတော့အဲသူ့စီကနေပြီးတော့ဟိုဘောလုံးကို ပြန်တော့ဖြန့်အနောက်တအလဲတန်းအောင်ပဲပြန်ပြန်ပြီးတော့ဖြန့်ဝင်နေတဲ့အတွက်ကြောင့်တို့ထင်သလောက်အလုံးမဖြစ်ခဲ့ဘူး။တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ Northern Forest Northern Forest ကတော့တို့ပထမပိုင်းမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနေတယ်လို့တို့ရဲ့ counter တိုက်စစ်တွေကတော်တော်လေးမှ အလှည့်မြန်တယ်လို့ပြောလို့ရတယ်ကျွန်တော်အအထူးသဖြင့်ဆိုလို့ရှိရင်ကျွန်တော် Morgan Gateway ရဲ့အဆုံးသက်ရတာအသေးချမယ်ဆိုလို့ရှိရင်ပထမပိုင်းမှာတည်းက Dr. Ford အနေနဲ့ကျွန်တော်အ2000လောက်ရတယ်ဗျာပထမဦးဆုံးလုံးဆိုလို့ရှိရင်လည်းအသူလွတ်လွတ်လွတ်ကျွတ်ကျွတ်ကြီးကိုကမ်းတာဟိုတော့မှ तू ကဘယ်လိုပြောရလဲဆိုတော့အ GoPay ကနောက်ကနေတော့တိုင်ထောင်ထားတဲ့ဥစ္စာကိုဆရာသမားတိုင်အောင်ပဲတက်ကန်နေသလားဟိုမှတ်ကြတယ်နောက်တကူမှလည်းဒီတိုင်းပါပဲတစ်ဖက်ကတင်ပေးလိုက်တဲ့ဘောလုံးကိုသူ့အနေနဲ့ အဲပိတ်သွင်းတဲ့အချိန်မှာတော့သူမိုးထောင်ရတယ်ဆိုတော့အဲ့ဒီနှလုံးလောက်ပဲအဲကျွန်တော်တို့ပထမပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင် not a forward အနေနဲ့အဲနှလုံးလောက်ပဲသူတို့တက်ကတော့အဲချက်သေးရဲ့ဂိုးပေါက်ကိုချိန်ချောက်နိုင်တယ်လို့တော့မြင်တယ်ဒီဘက်ကချက်သေးချက်သေးကတော့ဒီနေ့အဲပထမပိုင်းမှာတော့ကျွန်တော်တို့ကြည့်ရသလောက်ဆိုလို့ရှိရင်အဲတူတူတစ်ပြည့်ဆိုလို့ရှိရင်ဆိုတော့ တိုက်ဆက်ကအဲ့လောက်ထိတိုက်ပြီးတော့အလုံးမဖြစ်ဘူးဗျာဒါပေမဲ့ကွင်းလေးကတော့တော်တော်လေးကကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တယ်အထူးသဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အဲကိုင်စီတိုးတို့အဲကိုင်စီတိုးတို့ဘာလို့မပါသည့်တိုင်အောင်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တယ်လို့တစ်ဖက်ကခဲတဖက်ကကျွန်တော်တို့ Northern Forest ရဲ့ကွင်းလေကိုသူတို့အနေနဲ့အတားစီးယူပြီးတော့စော်ကစားသွားနိုင်တယ်လို့မြင်တယ်။အဲ Northern Forest ရဲ့တစ်ချက်တစ်ချက်အဲကောင်နာအဖောက်မှုလေးတွေကိုပဲသူတို့အနေနဲ့အဲဒီနေ့ပွဲမှာ ကာကွယ်သွားရတယ်လို့မြင်တယ်ဆိုပြီးဆိုလို့စင်ပရမဘဲမှလည်းနောက်တန်းရဲ့ချက်စည်းနောက်တန်းတော်တော်လေးမှအမှားများသွားတယ်လို့ကျွန်တော်တော့မြင်နေ sorry အဲဘလို့ဖြစ်လဲဆိုတော့ဗျာအဲကျွန်တော်ခုနကပြောနေတဲ့ Morgan Gateway ရောက်သွားတဲ့အလုံးဆိုလို့စင်ချက်စည်းရဲ့နောက်တန်းနေအဲသူတို့လူပေးမားတဲ့ပုံစံနေပြီးတော့သူတို့အဲ Morgan Gateway တို့ဘာလို့အဲကန့်ဝင်းရတယ်ဗျာအဲဒီအချိန်မှာလဲ Morgan Gateway တို့ရဲ့အဆုံးသက် ဒါတေကြခဲ့မဲ့လို့ဆိုလို့ရှိရင်ချက်စည်းအနေနဲ့ဒီနေ့ပွဲမှာတော့တမျိုးတမီပြောင်းသွားမယ်လို့တော့မြင်တယ်ဒါမှလည်းချက်စည်းအနေနဲ့တို့ဘာတွေလုပ်ပြနိုင်လဲဆိုရဲပုံစံတော့ဒီနေ့ကျွန်တော်တို့ထပ်ပြီးတော့မြင်ရတယ်အဝေးဘက်မှာတွားရောက်ရင်ဆိုင်အန်ဒီတိုင်အောင်အဲတစ်ဖက်ကအဲခန်းစစ်တော်တော်လေးမှအာကောင်းမွန်နဲ့ကောင်းမွန်တဲ့ပုံစံပြထားတယ်ဗျာပထမပိုင်းမှာတော့ the forest နေတယ်ဒါမှလည်းဒုတိယပိုင်းမှာတော့အဲချက်စည်းရဲ့အဲလူစားလဲမှုတွေပြီးလို့ရှိရင်ချက်စည်းရဲ့တို့ရဲ့ကစားသမား အဲနားလည်မှုတွေနေရနေပြီးတော့သူတို့အဲ goal တွေပါတယ်စပြီးတော့ရတယ်ဗျာဒီတက်ဒီတက်ကြောင့်လဲ northern forest အနေနဲ့ဘယ်လိုဖြစ်လဲဆိုတော့ပထမပိုင်းမှာဒါသူတို့တော်တော်လေးမှကောင်းမွန်အောင်အဲချက်စီရဲ့တိုက်ဆက်စင်မှုတို့သူတို့ပိတ်ဆို့နေနိုင်ပေမဲ့ဒုတိယပိုင်းမှာချက်စီကိုသူတို့ဘလို့မှရှင်ပြီးတော့အဲခံပြီးတော့မကစားနိုင်သူတို့အနေနဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်အဲ northern forest ကဘယ်လိုဖြစ်လဲဆိုတော့ဗျာချက်စီကို goal ပေါက်ကန်သွင်းခြင်းကျွန်တော်ကြည့်နေရတဲ့လောက်ဆိုတိုက်ပြီးတော့မရှိသေးတော့ဘဲ မရှိတလောက်လို့ထင်တယ်ကျွန်တော်မိနစ်ပြပြကန်နီ85အကျော်လောက်မှစပြီးတော့အဲ note 4ရဲ့အနေနဲ့ချက်စီရဲ့ဂိုးပေါ့ကိုတို့အဲမကန့်သွင်းခွင့်နေပါတယ်ရတယ်ဗျာဒါမှမဟုတ်ချက်စီအနေနဲ့သူတို့အနေနဲ့ clean sheet ကိုလိုချင်တဲ့အတွက်ကြောင့်ဒီနေ့ဘက်မှာလုံးဝကိုနောက်တောင်းတော့တော်တော်လုံးလုံးချုံချုံနဲ့ဒီနေ့ဆော့သွားတာမြင်ရတယ်ကျွန်တော်အဲပွဲချုပ်မှာပြောခဲ့လို့ပဲချက်စီအနေနဲ့ကျွန်တော်အဲပွဲတိုင်းလိုလိုနေနေတဲ့ဥစားတော်တော်လေးတော့မှ အဲဆိုရတဲ့ပြဿနာလို့တော့မြင်တယ်ကျွန်တော်ဒီနေ့ပွဲမှာလည်းထပ်ပြီးတော့နေသွားတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲမှာကြည့်တယ်ဗျဟိုပထမပိုင်းမှာလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြတဲ့ဒုတိယပိုင်းမှာလည်းသူတို့ဘက်ကလည်းအနိုင်သေးကြနေပြနှစ်လုံးလုံးကိုတွင်းထားတဲ့အချိန်မှာနောက်တဲ့တလုံးမှာဒီနောက်ဆုံးအလုံးအကျတော့ကျွန်တော်တို့ ရစီကျိုင်းတို့ကတော့လည်းအဲ့အချိန်မှာကလုံးဝအဆင်ပြေနေတဲ့အချိန်ဒီမှာပထမဆုံးကျွန်တော်တို့ညီွားတဲ့ကစားသမားပါဗျာကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဂူစရိုဂူစရိုကပထမပိုင်းနဲ့ကကျွန်တော်တို့အဲဝါထားတဲ့ဥစားကိုသူ့အနေနဲ့လှုပ်တဲ့အမောင်းကျွန်တော်တို့လှုပ်လိုက်တယ်လို့တော့မြင်တယ်အဲ့အတွက်ကြောင့်သူနှစ်ဝါတနေနဲ့ထောက်သွားဒီနေ့ပွဲကြောင့်လည်းချက်စည်းတို့အနေနဲ့ပွဲတိုင်းလိုလိုအနီကတ်တွေကိုယူနေတယ်ပထမကျွန်တော်တို့ပွဲမှာတော့လည်းပြင်းပြလေးပွဲစဉ်ခမှာတော့လည်းကစားသမားတွေကအနီကတ်မြူလို့ဆိုပြီးတော့နီးပြနေအနီကတ်ယူလိုက်တယ် ဒီဘက်မှာလည်းနီးပြတော့ပွဲကြည့်စင်ပေါ်နဲ့ကြည့်နေတဲ့အချိန်မှာတော့ကစားသမားအနေနဲ့သူရဲ့ထုံနှန်းစင်လာအရာထပ်ပြီးတော့အနီးကပ်ကိုထပ်ပြီးတော့ယူလိုက်တယ်။ဒါတော့တော်တော်လေးဟိုမှာအော်ကျွန်တော်ပြောနေလို့ပွဲတိုင်းလို့လို့အစင်တော့မပြေတော့ဘူးကငါးပွဲဖြစ်နေတဲ့အတွက်ကြောင့်ချက်စင်းနေတဲ့ဒီယာလေးကိုတော့ပြန်ပြင်ဖို့လိုတယ်သူတို့အနေနဲ့ပွဲတိုင်းလို့လို့နေကရနေတာတော့ကျွန်တော်မြင်ရဆိုရင်တော့မဖြစ်သင့်ဘူးလို့တော့မြင်တယ်တစ်ဖက်ကတော့ twin goal လေးတွေတော့ကျွန်တော်တို့ အချမ်းပေါင်တို့ဘာလို့တွင်းနေပြပြီလို့ဆိုရင်နက်တိုတို့ဘာလို့ပြီလို့ဆိုရင်နောက်ဆုံးတွင်းသွားတာ recision ရဒီကိုကတော့တော်တော်လေးမှကောင်းပါတယ်သူတို့ရဲ့အာကောင်းတာရတယ်ကောင်းတာရတဲ့ဟုတ်တာကိုအာကန်တင်တဲ့အချိန်မှာတစ်ဖက်ကအာနော်ဒါဖော်ရဲ့ဂိုဒမာဆဲရနေတော့ပို့ထုတ်လိုက်တဲ့အချိန်မှာ recision အနေနဲ့တော်တော်လေးမှကောင်းပါတဲ့အာမြေလိမ်ဘောလိုမျိုးပုံစံမျိုးသူကန်တွင်းသွားပြီးတော့သူတို့အနိုင်သိကြမဲ့ ပုံစံမျိုးဖြစ်သွားတယ်ဗျာအဲ့ဒီအချိန်မှာဆရာသမားနေတော့ပြီးတော့ဘလို့ဖြစ်လဲဆိုတော့အဲဂူစရိုရဲ့အမားနေပြီးတော့သူတို့အနီးကပ်ထိသွားတယ်ဒီတော့ကြောင့်လဲနောက်ပွဲတွေမှာချက်စင်းနေနဲ့ကျွန်တော်ကျွန်တော်ရဲ့အမြင်အရဆိုလို့ဒီဒီအနီးကပ်တွေကထပ်ပြီးတော့မဖြစ်တဲ့တော့ဘူးလို့တော့မြင်တယ်အဲပွဲတိုင်းလို့လို့အနီးကပ်နီးနေတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ကစားသမားတွေမှာလဲအင်ဂျူရီပြဿနာတွေရှိတဲ့အတွက်ကြောင့်အဲနောက်ပွဲတွေမှာဒီချက်ပိုကောင်းမွန်တဲ့ပုံစံတွေကျွန်တော်ကတော့မြင်သေးခြင်းတယ်ဒါမှလည်းဒီနေ့ပွဲမှာတော့ ငွေကမှသွားရောက်ရင်ဆိုင်ရင်းဒီတိုင်အောင်ချက်သိနေတဲ့ကျွန်တော်တို့ clean sheet လည်းရတယ်ပြီးလို့ဆိုရင် goal ပြက်လည်းနိုင်ရရှိအောင်ဆွမ်းဆောင်ထားတဲ့အတွက်တော်တော်လေးမှကောင်းမွန်တဲ့အခြေစွမ်းတွေကိုပိုင်ဆိုင်ထားနိုင်တယ်တစ်ဖက်တစ်ဖက်ကကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ဆိုရင်ကိုက်စီဂျိုးတို့ဘာလို့ဆိုလို့ဆိုရင်လည်းကျွန်တော်တို့ဒုတိယပိုင်းမှာအာလူစားဝင်ပြီးတော့အာကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနေတယ်ဒါပေမဲ့ဟိုမိနစ်80ကျော်လောက်မှကြီးရတာအာသူရဲ့နီးပြအနေကြောင့်ဘာတွေပြောလဲတော့မသိဘူးအဲကိုက်စီဒူတို့ဘာလို့ဆိုလို့ဆိုရင်ဆောက်ရကြီးတွေမှကင်ပြီးတော့သူတို့ကြည့်ပြီးတော့အာ တပန်းဖို့လာတန်းဖို့လို့ဆိုရင် တိုက်ဆက်ထပ်ပြီးတော့ဆင်ဖို့လာဆိုတော့မသေးဘူးဖြစ်နေစာရွက်တွေတလူလူဖြစ်နေတယ်အဲဒီနေ့ပွဲကြောင့်ပဲခြေစင်းနေတယ်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်လို့အဝေးခွေးမှာသူတို့ကိုပြအနိုင်ရတယ်ပြီးလို့ဆိုရင် clean sheet တွေရတဲ့အတွက်ကြောင့်တော့ခြေစင်းနေတယ်အဲပြမြလိပွဲစဉ်ရှိမှာတော့ကိုပြရတယ်ပေါ့ဗျာဒါပြီးသွားလို့ဆိုရင် champion league ပွဲတွေမှာပါခြေစင်းတို့အနေနဲ့အနိုင်ရလက်ပုံဖော်နိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရ နော်ဒန်ဖောရနော်ဒန်ဖောရကတော့ကျွန်တော်တို့အဲဒီနေ့ဟိုပွဲကြုံမှာပြောခဲ့သူပဲသူတို့အိမ်ငွင်းလဲဖြစ်တဲ့တိုင်းရောအဲသူတို့ကလည်းတော်တော်လေးမှာအခြေစွမ်းမတိမငြိမ်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ပြောခဲ့လို့ပဲအဲချက်စီနဲ့ဟိုသူတို့အိမ်ငွင်းမှာရှင် ကစားသည့်တိုင်အောင်သူတို့အနေနဲ့နိုင်ရလက်ရဖို့ဆိုရင်မသေးကြဘူးလို့ပြောနေတဲ့ပြောခဲ့သူပဲဒီနေ့ပွဲမှာလည်းချက်စီရလည်းဝေဖို့မှာလာရောက်ရှင်ပြိုင်သည့်တိုင်အောင်သူတို့နိုင်ရလက်ကိုပုံဖော်နိုင်တယ်ဂိုးပြတ်တွေရခဲ့တဲ့အတွက်ကြောင့်ချက်စီအနေနဲ့ဒီနေ့ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗျာဟိုအဆင့်၄ထိလောက်ကိုသူအနေနဲ့တက်လှမ်းလာတဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေလို့ပြောလို့ရတယ်ဒီပုံစံအတိုင်းဆိုလို့ရှိရင်ချက်စီတို့အနေနဲ့ကျွန်တော်ဒီကြားရဲ့ကံမဲ့ချန်ပီယံလိပွဲတွေမှာပါဘယ်လိုပုံစံတွေနဲ့ဆက်လက်နိုင်မလားဆိုတာတော့ကျွန်တော်တစ်ချက်တော့ ဆောင့်ကြည့်ရမယ်ညီကိုလေးအနေနဲ့ရောဒီနေ့ပွဲမှာအဲကစားသမားတွေကစားသွားတဲ့အမြင်လေးကိုဝေမျှပေးသွားလို့ရပါတယ်။လာရောက်ချစ်ရှိပေးတဲ့ညီကိုတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အခုဗီဒီယိုလေးကတော့ကျွန်တော်တို့ Note Folder နဲ့ချက်သီးတို့ရဲ့ 3C ဆိုတဲ့ပွဲပြီးသုံးသက်ချက်လေးဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဲကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာညီကိုတွေနဲ့အတူတူပြန်လည်ဆုံတွေ့ကြတော့ဗျာ။